င်္ဂလာပါကြက်သားကိုကျွန်တော်ညက်နေအောင်ဆက်နဲ့ကြိတ်ထားပါဗျ။ကြက်သွမ်မျိုးကိုထောင်းပြီးသားကိုထည့်ပေးပါ။အကြော်မုံတစ်စုံပဲထည့်ပေးပါ။အကြော်မုံအမျိုးမျိုးအသုံးပြုလို့ရပါတယ်။စားအနေငယ်အရသာမုံပြီးွားရင်ကျွန်တော်ကငရုတ်စုံနဲ့ပြန်ပြီးထောင်းပါတယ်။ဆက်နဲ့လည်းပြန်ပြီးကြိတ်လို့ရပါတယ်။အခုလိုစီစီပိုင်ပိုင်လေးဖြစ်နေပြီဆိုရင်တော့မိမိနှစ်သက်တဲ့ပုံစံအတိုင်းကိုလုပ်လို့ရပါတယ်။ကျွန်တော်ကတော့အခုလိုအလုံးလေးတွေလုံထားပါတယ်။မီးပုံမှန်လေးနဲ့ကြော်သွားပေးပါ။ မီးကိုများလို့လည်းမရသလိုနဲလို့လည်းမရပါဘူး။ပုံမှန်လေးနဲ့ပဲကြော်သွားပြီးတော့အဆက်မပြတ်အခုလိုမျိုးမှုနေပါ။အဲ့ဒါမှကျွန်တော်တို့ရဲ့အတွင်းသားတွေနဲ့အယောင်တွေကညီညီညာလေးနဲ့လှလှပပလေးဖြစ်လာမှာပါ။အခုလိုမျိုးအဆက်မပြတ်လေးကြော်ပြီးွားပြီဆိုရင်တော့အယောင်ကအခုလိုမျိုးလေးဟိုဘက်ကဒီဘက်ရောကျွန်တော်တို့အယောင်ကြီးညညာလေးနဲ့အတွင်းသားကြီးချက်တဲ့အထီအောင်ဖြစ်သွားပါပြီဒီလိုအနေလေးဆိုရင်တော့ရပါပါပြီဒါလေးကတော့ကျွန်တော်မာလာမုတ်ကိုထည့်ပြီးတော့နေထားတာပါမာလာမုတ်အနက်လေးနဲ့စားခြင်းတဲ့အတွက် မာလာမုတ်မထည့်ဘူးဆိုရင်လည်းဒီလိုအလုံးကြော်တိုင်းနဲ့တင်တော်တော်လေးစားကောင်းပါပြီ။ကြက်သားတွေစားလို့ညီငွေပြီးစိတ်ကုန်လာပြီဆိုရင်တော့အခုလိုအလှည့်ပြောင်းလေးနဲ့ပြုတ်ပြီးတော့ကြော်စားကြည့်ပါအရင်ကြီးကိုစားလို့ကောင်းပါတယ်။ကြက်သားအပြော့တွေဆိုရင်အခုလိုမျိုးလေးလုတ်ထားတာကခလေးရောလူကြီးရောအတွက်ကအားလုံးအဆင်ပြေတဲ့အတွက်အရင်ကြီးကိုစားလို့ကောင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။